ီယပန်နေအတွင်းမှာအစ္စရေးနဲ့အီရန်တို့ရဲ့အပြန်အလှန်တိုက်ချင်းပစ်ဒုံးကျည်တဲ့တိုက်ခိုက်မှုတွေအပြင်အမေရိကန်ပြည်ပမငြိမ်သက်မှုထိုင်းနဲ့ကမ်ဘောဒီးယားတို့ရဲ့စစ်ဖြစ်လူဆဲစီအခြေအနေတွေကြားမှာပဲအခုပင်ကမီဒီကြီးဆိုသလိုရုရှားသမ္မတပူတင်ကပွဲရှာသွားပြန်ပါတယ်ပူတင်အနေနဲ့ယူကရိန်းနဲ့စစ်ဖြစ်နေပြီးအမေရိကန် EU နိုင်ငံတွေနဲ့ဘောင်းချားတွေဖြစ်နေတာကိုသိပြီးတော့တင်းနေသေးပုံမရပါဘူး ဒါကြောင့်မဲဇွန်လ12ရက်နေ့က Kremlin နန်းတော်မှာပြုလုပ်တဲ့အစိုးရပိုင်မီဒီယာနဲ့သတင်းစာရှင်းလင်းပွဲမှာဗီတင်ကိုပါသွေးပေါင်ချိန်ပြီးတတိယကမ္ဘာစစ်ကိုမပစ်ဖြစ်အောင်လုပ်မဲ့သဘောမျိုးတက်ရောက်တဲ့စကားတွေပြောသွားခဲ့ပါတယ်။အားလုံးပဲမင်္ဂလာပါ။ Bambis Knowledge Hub Channel လေးကနေကြိုဆိုပါတယ်။ Channel လေးကိုလည်း Like and Subscribe လုပ်သွားပြီးတောင်းဆိုပေးရစီ။ကမ္ဘာအင်အားကြီးနိုင်ငံတစ်ခုရဲ့ခေါင်းဆောင်ဖြစ်တဲ့ရုရှားသမ္မတဗလာဒီမာပူတင်ကတော့တတိယကမ္ဘာစစ်ကိုတော်တော်တိုက်ချင်နေပုံရပါတယ်။ မိမိရဲ့ဂုံသိက္ခာဝမှာမထောက်ပဲတည်င်းစာရှင်းလင်းပွဲမှာပေါက်လွတ်ပဲစားတွေပြောပြီးမြစ်တင်ကိုပါသွေးပေါင်ချိန်သွားခဲ့ပြန်ပါပြီပူတင်ကိုကြည့်ရတာကတော့တစ်ချိန်ကကဘာမှာကြီးကြီးမားမားကိုပွဲခံနိုင်ခဲ့တဲ့ဆိုဗီယက်ယူနီယံကြီးကိုပြန်လဲအသက်သွင်းဖို့အိမ်မက်မက်နေကိုညပါတယ်2012ခုနှစ်မှာပဲယူကရိန်းရဲ့ခရိုင်းမီးယားဒေသကိုအနူနီးနဲ့သိမ်းပိုက်ပြီးတဲ့နောက်ယခုတခါယူကရိန်းကိုစစ်ပွဲနဲ့အတူတဘာတဲ့သိမ်းပိုက်ဖို့ရည်မှန်းနေတာအားလုံးတီးပြီးကြပြီဖြစ်ပါတယ် ဒါပြီးမှတစ်ချိန်ကသူတို့ကို share plan နဲ့ကိုင်ရတဲ့ meeting ကိုလည်းတစ်လက်စာတည်းမြေမြုပ်ပြစ်ခြင်းတွေကိုရပါတယ်။ဘာကြောင့်ဒီလိုသုံးသက်ရတယ်လဲဆိုရင်တော့ဇွန်လ2ရက်နေ့က Kremlin နန်းတော်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာရုရှားရဲ့အဓိကရန်သူကမြေပြုဖြစ်မလဲဆိုပြီးတော့ Insoma အမည်နဲ့ဆန္ဒမဲကောက်ခံခဲ့ရမှာရုရှားနဲ့၃နှစ်ကြာဆစ်ဖြစ်နေတဲ့ယူကရိန်းကိုကျော်လွန်ပြီးတော့မှပြည်တိုင်က28ရာခိုင်နှုန်းပဲပေးသူအကြီးအတွက်နဲ့ရုရှားရဲ့အမုန်းတီးဆုံးရန်သူဖြစ်တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ ဒီစစ်တမ်းမှာဆိုရင်တော့ယူကရိန်းက20နှစ်ရာခိုင်နှုန်းပဲရှိခဲ့ပြီးတော့တင်တက်က23ရာခိုင်နှုန်း၊အမေရိကန်က24ရာခိုင်နှုန်းနဲ့ဂျာမနီက25ရာခိုင်နှုန်းဖြစ်ပြီးတော့ရုရှားရဲ့အမွန်ဒီဆုံးရန်သူတွေအဖြစ်ရှိနေကြပါတယ်။ဒါပြင်ကမှပူတင်ရဲ့အဓိကဝါရဖြန့်ပေးသူတစ်ခုဖြစ်တဲ့ဆိုလာယော့ဖ်ကစကော့တလန်ပြည်သူတွေအနေနဲ့ဗြိတိန်ရဲ့အနိုင်ကျင့်ဖိနှိပ်မှုတွေကိုမခံဘဲပြန်လည်တွန်းလှန်တာကိုယ်ပိုင်လွတ်လပ်ခွင့်အတွက်တိုက်ခိုက်ကြပါဆိုပြီးလေသူများအင်ဂျင်ကြီးကိုဒုံးနဲ့ထိုးသွားပါသေးတယ်။ ပူတင်ဟာယူကရိန်းကိုအဓိကကြောတောင်းနောက်ခံပေးနေတဲ့အနောက်အုပ်စုနိုင်ငံတွေကိုတုံ့ပြန်တိုက်ခိုက်မယ်ဆိုပြီးမကြာခဏကြွေးကြော်နေခဲ့တာပါဒါကိုကြည့်ချင်းအပြင် ယခုယူကရိန်းနဲ့စစ်ကာလ3နှစ်ပြည့်တဲ့နောက်စစ်အင်အားအလုံးအင်းနဲ့တိုက်ခိုက်နေတာတွေပူတင်အနေနဲ့ယူကရိန်းကိုအလုံးစုံသိမ်းပိုက်ပြီးရင်တော့သူ့ရဲ့လူအင်စင်တာတွေကပြည်အောင်မှာမဟုတ်ဘဲဥရောပတခွင်ကိုပါစစ်မီးမွေးဖို့ကြံစီထားတယ်ဆိုတော့ပေါ်လွင်နေပါတယ်ဒါကြောင့်မို့ရုရှားကိုတားဆီးဖို့တခုတည်းသောနိလန်ကတော့ hard power ဖြစ်တဲ့စစ်ပွဲနဲ့သာတားဆီးနိုင်မှာမလို့ဥရောပနိုင်ငံတွေအနေနဲ့စစ်ပြင်ထားကြဖို့ဗစ်တိန်ဝန်ကြီးချုပ်ပန်နီမော်ဒန်ကသတိပေးပြောကြားခဲ့ပါတယ်။ဒါရီမကာသေးပဲအခုဆိုရင်ရုရှားဘက်ကနေသူတို့ရဲ့နံပါတ်1ရန်သူကဗစ်တိန်ဖြစ်တယ်လို့ပြောလာပြီးတဲ့နောက်ဗစ်တိန်တို့အနေနဲ့စစ်ရေးပြင်ဆင်မထားဘူးဆိုရင်အုတ်ဂူတွေအတင်ချေဖြစ်လာနိုင်တယ်လို့လည်းဗစ်တိန်ကာကွယ်ရေးဝန်ကြီးဟောင်းကထပ်လောင်းသတိပေးခဲ့ပါတယ်။ဒီလိုအခြေအနေမှာတော့ဗြိတိန်ကဥဆောင်ပြီးတော့ NATO အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ GDP ရဲ့3.5%တိုင်းတော့ကိုစည်ရေးပြင်ဆင်မှုတိုးချဲ့မှုတွေအတွက်သုံးစွဲကြဖို့မဲခွဲဆုံးဖြတ်ရမှာဒီအဆိုကိုလက်မခံခဲ့တာကြောင့်ဥရောပတိုက်အနေနဲ့လဲရုရှားကိုမချောင်းယွင်ကြတာလားဒါမှမဟုတ်မိမိတို့ EU နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့အင်အားကိုပဲအလွန်အမင်းယုံကြည်နေကြသလားဆိုတာလည်းတွေးရခက်စီပါတယ်တကယ်တော့ကျွန်တော်တို့တတိယကမ္ဘာစစ်အကြောင်းကိုစဉ်းစားကြတဲ့အခါမှာဘယ်အချိန်မှကမ္ဘာစစ်ကြီးစတင်ဖြစ်ပွားမလဲဆိုတဲ့မေးခွန်းမျိုးကိုစတင်တွေးတောတတ်ကြပါတယ် ါပေမဲ့တကယ်အရှိတရားကိုဝမ်းနည်းစွာပဲပြောပြရတယ်မိတ်ဆွေတကယ်တော့ရုရှားတို့ယူကရိန်းအပေါ်မှာစတင်ဂျူးချိုတိုက်ခိုက်လိုက်တဲ့နေ့မှာပဲတတိယကမ္ဘာစစ်ဟာစတင်နေပြီလို့ဆိုနိုင်ပါတယ်အင်အားအလုံးကြီးတွေနိုင်ငံအမြောက်များဟာတရားဝင်စစ်ကြေညာခြင်းမရှိသေးတာကြောင့်ပဲဒါဟာကမ္ဘာစစ်မဟုတ်သေးဘူးလို့ဖြစ်သိမ့်ကြရအနေနဲ့တွင်းနေနိုင်သေးတာပါဒီကလအတွင်းမှာပဲကမ္ဘာအနှံ့မှာမမြင်မတတ်မှုတွေကထိမှန်နိုင်သိမ့်မရတဲ့ဖြစ်လာနေပါပြီ။ မူလကဖြစ်ပွားနေတဲ့အစ္စရေးပါလက်စတိုင်းအရေးအားဆိုရင်လေဒေတာရင်းပြဿနာလောက်သာဖြစ်ပေမဲ့အခုဆိုရင်အစ္စရေးနဲ့အီရန်တို့ရဲ့နှစ်နိုင်ငံစစ်ပွဲအဖြစ်တွင်ပြောင်းလာပြီးတစ်ဖက်နဲ့တစ်ဖက်အညာအတာမဲ့တိုက်ချင်းပြတွုံးချီနေတိုက်ခိုက်ကြတဲ့အစီအမံရောက်နေပါပြီ။ဒါ့ပြင်ကဒီနေ့မနက်ဇွန်လ16ရက်နေ့မှာပဲအီရန်တို့အစ္စရေးစီကိုပြစ်လွတ်လိုက်တဲ့ hypersonic ဒုံးကြီးတစ်စီးကအမေရိကန်တပ်ရင်းကိုဒိုက်အိုက်ထိမှန်ပြီးတော့တပ်ရင်းနဲ့အစအနမကျန်ပြိုကျပျက်စီးခဲ့ရပါတယ်။ လူအသေးပြောင်စီးရင်ကိုတော့အခုချိန်ထိမထုတ်ပြန်သေးတာမို့အတိအကျမသိနိုင်ပေမဲ့ဒီလိုဖြစ်ရဟာစစ်သွေးကြွလူမိုက်တပိုင်းဖြစ်နေတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုနယူးယောက်တရေးဆွလိုက်တာနဲ့အတူတူပါပဲ။ဒါကြောင့်ဘလို့ဆိုးရတဲ့အခြေအနေတွေဆက်ဖြစ်လာအောင်လဲဆိုတာစောင့်ကြည့်ရပါမယ်။ကျွန်တော်တို့ရဲ့အဓိကခေါင်းစဉ်ကိုပြန်သွားရရင်တော့ရုရှားတွေဟာဗြိတိန်ကိုတရားဝင်နံပါတ်1ရန်သူဖြစ်သတ်မှတ်လိုက်ခြင်းနောက်ပိုင်းမှာအခြေအနေကအခုထက်ပိုပြီးတော့ရှုပ်ထွေးလာမှအသေးချာပါပဲ။ ဓိကကတော့ရုရှားနဲ့ယူကရိန်းတို့ဖြစ်ပွားနေတဲ့စစ်ပွဲရဲ့နောက်ပိုင်းမှာယူကရိန်းတို့အတွက်စစ်လက်နက်ငွေကြေးအဓိကထောက်ပံ့ပေးနေတာဟာပြည်ထောင်နိုင်ငံတွေမှာစိုးနိုင်ပါတယ်အချက်လက်အဖြစ်ပြောရမယ်ဆိုရင်တော့ငွေကြေးအဖြစ် ပေါင်း9.1ဘီလီယံတနည်းအားဖြင့်အမေရိကန်ဒေါ်လာ9ဘီလီယံခန့်ကိုယူကရိန်းကိုထောက်ပံ့ပေးအပ်ထားခဲ့တာပါဒါပြင်မှာ storm shadow လို့ခေါ်တဲ့တာဝေးပြစ်ဒုံးကြီးတွေပါဝင် ပြည်တယ်ရဲ့နာမည်ကျော် Challenger 2တင်ကားတွေနဲ့အာကာသဆိုင်ရာဤပညာအကူအညီတွေထောက်လန်းရေးအကူအညီများစွာလည်းအထောက်ပံ့ပေးထားခဲ့ပါတယ်။ဒါကြောင့်ပဲရုရှားကပြည်တယ်ကယူကရိန်းကိုစစ်ပွဲတိုးချဲ့နိုင်အောင်အားပေးတဲ့နိုင်ငံလို့ဆွဆွဲခဲ့ပါတယ်။ရုရှားယူကရိန်းစစ်ပွဲမတိုင်ခင်ကဆိုရင်ပြည်တယ်နိုင်ငံမှာရုရှားလုပ်ငန်းရှင်အများအပြားအခြေစိုက်လုပ်ကိုင်နေလျက်ရှိပါတယ်။ ဒီလုပ်ငန်းရှင်တွေရဲ့ငွေတွေပိုင်ဆိုင်မှုတွေကိုပြည်တယ်က freeze လုပ်လိုက်ပြီးတော့မှအဲ့ဒီအချိန်ကမြစ်တယ်ဝန်ကြီးချုပ် Boris Johnson ကလည်း Ukraine ကိုထောက်ခံကြောင်းပြပြတတပြောဆိုခဲ့ပါတယ်အထင်ရှားဆုံးတစ်ခုကိုပြောရရင် England Premier League ရဲ့ထိပ်တန်းဘောလုံးအသင်းတစ်ခုဖြစ်တဲ့ Chelsea အသင်းပိုင်ရှင် Roman Ibrahimovic ကိုရုရှားနိုင်ငံသားဖြစ်နေတာအပြင်ရုရှားသမ္မတပူတင်ကနီးကပ်တဲ့ဆက်ဆံရေးရှိသူဖြစ်တာကြောင့်ချက်စီးအသင်းရဲ့ပိုင်ဆိုင်မှုကိုရောင်းချဖို့ပြည်တယ်ကအတင်းအကျပ်ဖိအားပေးခဲ့ပါတယ် အဲ့ဒီတော့အသင်းကိုရောင်းချပြီးတဲ့အခါမှာလေဘီလီယံနဲ့ချီတဲ့ဒေါ်လာတွေကို freeze လုပ်လိုက်ပြီးတော့မှအသင်းအရှင် Roman Ivanovich ကိုလည်းပြည်ဝင်ဝင်ပေးလိုက်ပါတယ်။ဒါနဲ့ကြောင့်မဲ့ရုရှားနဲ့ပြည်တင်လို့ရဆက်စင်ရတဖြည်းဖြည်းပုံမှုဆိုးွားလာပြီးတော့အခုဆိုရင်သူတို့ရဲ့နံပါတ်1ရန်သူဆိုပြီးတော့ရုရှားတို့ကပြောဆိုနေပါပြီ။ဒါရီအပြင် EU အနေနဲ့လည်းရုရှားနဲ့တိုက်ရိုက်စစ်ဖြစ်ခဲ့မယ်ဆိုရင်တခြားသတိထားစရာတခုလည်းရှိနေပါတယ်အဲ့ဒါကတော့ရေနံနဲ့သဘာဝဓာတ်ငွေတွေပါပဲဟုတ်ပါတယ်တကယ်တော့ဥရောပနဲ့တကယ်တော့ဥရောပတိုက်ရဲရာဂိုင်းနှုန်းတော်တော်များများကရုရှားကိုရောင်းချပေးနေတဲ့ရေနံနဲ့သဘာဝဓာတ်ငွေတွေအကြောင်းသာမီးလင်းနေနိုင်တာဖြစ်ပါတယ်တကယ်လို့ဒီစွမ်းအင်တွေကိုဒါရုရှားတို့မရောင်းချတော့ဘူးဆိုရင်ဥရောပအနေနဲ့စွမ်းအင်မလုံလောက်မှုပြဿနာတွေနဲ့ရင်ဆိုင်ရဖို့ရှိနေပါတယ် အချုပ်အပြင်ပြောရရင်တော့ရုရှားယူကရိန်းစစ်ပွဲကနေမှတစဉ်အခုဆိုရင်မြစ်တိမ်ကိုပါစစ်ပွဲတွေဆက်သွင်းပြီး EU ကတရားဝင်စစ်ထဲဝင်ရောက်လာမယ်ဆိုရင်တော့တတိယကမ္ဘာစစ်ဟာတရားဝင်ဆက်တင်ပြီလို့ဆိုနိုင်ပါတယ်။ဆုံးထိကြည့်ရှုနားဆင်ပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။နောက်ရက်တင်မှာလည်းစိတ်ဝင်စားဖို့နိုင်ငံတကာသတင်းဥပဥဖြတ်ဖြတ်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။